မင်္ဂလာပါကျွန်တော်ဒီနေ့ဒါပြည်ဦးလင်အနီးစခန်းမှာကြက်သိန်း6500ညှိနှိုင်းနဲ့ရောင်းချပေးမယ်ဒါဒီအိမ်ကြီးစီကိုကျွန်တော်ရောက်ရှိနေပါတယ်ဒါဒီအိမ်ကြီးကိုကျွန်တော်ဒီနေ့ကြက်သိန်း6500ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဒီအိမ်ကြီးอ่ะဆိုရင်ကျွန်တော်ဒါ RC နှစ်ထပ်ခွဲဖြစ်တယ်ပြည်ဦးလင်မြို့ရဲ့ဒါအနီးစခန်းရွှေဘိုစုထဲမှာမှကျွန်တော်တို့ဒါလမ်းတွေ၃မှာတည်ရှိတယ်အရှိတောင်နဲ့လမ်းနှစ်ဖက်တင်တောင်းကွက်ပေါ်မှာတည်ဆောက်ထားတယ် ိမ်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဒါဒီအိမ်ကြီးထဲမှာဆိုရင်ကျွန်တော်ဒါအိတ်ခန်းကလည်း master bedroom သုံးခန်း single room နှစ်ခန်းနဲ့ဒါအခန်းဝင်းကျဲကျဲကျွန်တော်ဒါတူတဲ့ကောင်းကောင်း quality ကောင်းကောင်းနဲ့ဒါတီးစောက်ထားတယ်ဒါအိမ်ကြီးကိုကျွန်တော်ဒီနေ့ကျပ်သိန်း6500ဒါညှိနှိုင်းနဲ့ရောင်းချပေးมาဖြစ်ပါတယ်ဒါအိမ်ထဲကိုဝင်လိုက်တာနဲ့ဒီမှာစိန်ဝင်တစ်ခုရှိမယ်ဒီမှာကားတစ်စီးရက်လို့ရမယ်ကျွန်တော်ဒီရှေ့မှာကားတစ်စီးရက်လို့ရမယ်ဒါအနည်းဆုံးကားနှစ်စီးရက်လို့ရမယ် ဒါဒီဒီမှာဆိုရင်အောက်မှာ ground tank တွေပါမယ်။နောက်ထပ်ကျွန်တော်ဒါအိမ်ရဲ့အတွင်းကန်းတွေကိုကျွန်တော်လိုက်ပြမယ်။ဒါတော့ကျွန်တော်ဒါ living room အခန်းအကျယ်ဖြစ်ပါတယ်ခင်ဗျာ။ဒီလို living room အခန်းအကျယ်တွေနဲ့ဒါဖွဲ့စည်းထားတဲ့အိမ်လည်းဖြစ်တယ်။ lighting လည်းအရန်ဝင်တဲ့အနေအထားလေးရှိပါတယ်ခင်ဗျာ။ဒါစတီကုံကောင်းကောင်းချလို့ရတယ်။ကျွန်တော်ဒါ living room အခန်း area အကျယ်ဖြစ်တယ်။ဒါတော့ကျွန်တော်တို့နိုင်ရန်ကကျွန်တော် cabinet လေးတွေဖြစ်တယ်ဒီမှာ TV တွေနဲ့ပေါ့နော်။ ဒါတော်တော်လေးအခန်းဖွဲ့စီးထားလေးလဲလာတယ်။နောက်ထပ်ကျွန်တော်တို့ဒါအိမ်အောက်ထပ်မှာဆိုရင် Master Bedroom တခန်းရှိမယ်။ Single Bedroom တခန်းရှိမယ်။ဒီ Master Bedroom ကတော့ကျွန်တော်တို့ဒါအရှင်ရဲ့ပစ္စည်းတွေထည့်ထားတယ်။တော့မကြံခဲ့လို့ကျွန်တော်ရိုက်မပြတော့ဘူးပေါ့နော်။ဒါဒီဘက်မှာတော့ကျွန်တော်က single bedroom လေးတစ်ခန်းရှိမယ်ခင်ဗျာ။နောက်ထပ်ကျွန်တော်ဒီအိမ်အောက်ထပ်မှာဆိုရင်ဒါဒီဘက်ကတော့ studio လေးရှိမယ်။ဒါမိယာမြင့်ဆက်တွေဖာတွေထားတယ်။ဒါဒီမှာတော့ကျွန်တော်ဒါ dining and kitchen room ပေါ့နော်။ အဲဒါဒါ kitchen room ဖြစ်တယ်ဒီမှာကျွန်တော်ဒါပုံရိပ်ချိုးခန်းအိမ်သာရှိမယ်ဒါဒီကျွန်တော်ねမျက်နှာချင်းဆိုင်ပါဗောနော်ဒီဒီ back ခန်းကတော့ဒါ dining room လေးဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျွန်တော်အိမ်အပေါ်ဓာတ်ကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်လိုက်ပြမယ်ဒါကတော့လေကားတော့ကျွန်တော်ဒါ၄ပေလောက်ကျဲတဲ့လေကားဖြစ်တယ်လက်ညမ်းကတော့ကျွန်တော်ဒါ တန်ပန်းကိုအသုံးပြုထားတယ်။ဟုတ်ကဲ့ဒါကျွန်တော်တို့အပေါ်ဓာတ်ကိုရောက်ရောက်ချင်းပဲပထမဆုံးညာဘက်မှာဒါကျွန်တော်တို့ဖျားကန်းအကျယ်ကိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမှာဖြစ်တယ်။ဖျားကန်းကလည်းတော်တော်လေးကိုကျယ်တယ်။ပလင်ကလည်းတော်တော်လေးကျယ်တဲ့အနေထားလေးရှိတယ်။ခုလက်ရှိဒါဖျားကန်းလေးကလုံးဝကိုတတ်ပယ်နေတာကိုကျွန်တော်မိတ်ဆွေတွေဒါမြင်တွေ့ရမှာဖြစ်တယ်။ဒီဘက်မှာလည်းကျွန်တော် light day ဝင်အောင်ကျွန်တော်ဒါ တမ္မကလတ်တွေကိုအသုံးပြုထားတယ်။ရှေ့မှာတော့ကျွန်တော်တို့ဒါဝရဏပါရှိပါတယ်ခင်ဗျ။အဲဒါကျွန်တော်တို့အပေါ်တတ်မှာဆိုရင်ဖျားခန်းအပြင်နောက်ထပ်ကျွန်တော်တို့မာစတာဘရွန်နေပါမယ်။မာစတာဘရွန်နှစ်ခန်းရှိမယ်။ကျွန်တော်တစ်ခန်းချင်းလိုက်ပြမယ်။အဲဒါကတော့ကျွန်တော်မာစတာဘရွန်တစ်ခန်းဖြစ်တယ်။ဒါအပေါ်ရက်ရပေါ့နော်။သူက ဒီအိမ်ရက်ဖွဲ့စည်းထားတဲ့ပုံကအိမ်မျက်နှာစာမှာကျွန်တော်တို့ဒါဝရဏထည့်သွင်းဖွဲ့စည်းထားတယ်ဒီမာဆာဖရွန်ကနေလေဒီဝရဏကိုထွက်လို့ရတယ်လို့ကျွန်တော်ဒါစောစောကဖျားကန်းနေလေကျွန်တော်ဒီဝရဏကိုဒါထွက်ရှိလို့ရမယ်အနေထားလေးရှိပါတယ်ခင်ဗျာဝရဏရဲ့ area ကတော့ကျွန်တော်ဒါ15ပေ18ပေလောက်ကျယ်တယ်ဝရဏ area ဖြစ်ပါတယ်။နောက်ထပ်ဒီအိအပေါ်ဓာတ်ရဲ့ကြံတဲ့အိခန်းလေးကိုကျွန်တော်မိတ်ဆွေတွေကိုထပ်ပြမယ်။ဟုတ်ကဲ့ဒီအိအပေါ်ဓာတ်မှာဆိုရင် ဒါခုရိုက်ပြတဲ့ master baron အပြင်ဒါလေးကတော့ကျွန်တော်ဒါ single room အခန်းကျင်းလေးဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်မိတ်ဆွေတွေကိုဒါဒုတိယ master baron ထပ်ပြမယ်။ဒါကတော့ important မှာရှိတဲ့အိတ်ခန်း၃ခန်းနဲ့ကဒါဒုတိယ master baron ဖြစ်ပါတယ်ခင်ဗျာ။ဒီ master baron နဲ့မှာလည်းကျွန်တော်ဒီဘက်မှာ runner အသေးလေးတစ်ခုပါအောင်မယ်ဗျာ။ဟုတ်ကဲ့။ဒါအခန်းရဲ့အကျယ်ဝန်းအနေနဲ့ကတော့ကျွန်တော်တို့ဒါ15ဘေး13ဘေးလောက်ကျယ်မယ်ခင်ဗျာ။ နောက်ထပ်ကျွန်တော်ဒီအိမ်ကြီးရဲ့အပေါ်ရက် root တော့ကိုကျွန်တော်မိတ်ဆွေတွေလိုက်ပြမယ်။ဟုတ်ကဲ့ဒါကတော့ကျွန်တော်ဒီအိမ်ကြီးရဲ့အပေါ်ဆုံး root တော့ဖြစ်ပါတယ်။ဒါပတ်ဝန်းကျင်ဒါရွှေဘူစုရဲ့ကျွန်တော်တို့ဒါလမ်းသွယ်၃ရက်ပတ်ဝန်းကျင်တစ်ခုဖြစ်တယ်။အိမ်ကြီးအပြည့်နဲ့ပေါ့နော်။လာရှိုးလမ်းမကြီးကနေလာမယ်ဆိုရင်လည်းကျွန်တော်ဒါတတ်တော်ကြရေတကုံမုတ်ဦးကနေဝင်းလာပြီးတော့ရွှေဘူစုရဲ့ကိုဝင်းကျွန်တော်ဒါလမ်းသွယ်၃ရောက်တာနဲ့ညာဘက်ကိုချိုးလိုက်ရင်ရောက်ရှိမယ်အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာ။ နော်ဒါဒီအပေါ်ထက်မှာဆိုရင်ဒါဘားကောင်တာလေးတွေရောထည့်ထားရပြ။ဘာကောင်တာလေးနဲ့အရန်မိုက်တယ်ကျွန်တော်ဒါပတ်ဝန်းကျင်ကလည်းစိမ့်စိမ့်ဆူဆူနဲ့အင်ဂျီအပြည့်နဲ့ဒါရာသီဥတုအရန်ကောင်းတဲ့ပတ်ဝန်းကျင်လေးတစ်ခုဖြစ်တယ်မျက်စိပတာတာလည်းတော်တော်လေး ဒါခန်းစားလို့ရမယ်ပဝင်းကျင်လေးတစ်ခုမှာဒါတိဆောက်ထားတဲ့အိမ်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဒီအိမ်ကြီးပေါ်ကနေကျွန်တော်ဒါပြည်ဝင်မျိုးရဲ့တောင်တန်းတွေမြူကိုးတွေစိုက်နေတာကိုလည်းကျွန်တော်မိတ်ဆွေတွေဒါဒီအိမ်ကြီးပေါ်ကနေမြင်တွေ့ခွင့်ရမယ်နေရာလေးတနေရာမှာဒါတိဆောက်ထားတဲ့ RC နှစ်ထပ်ခွဲတိုက်ကြီးတစ်လုံးဖြစ်တယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ယခုလိုမျိုးဒါမိန်လမ်းမကြီးနဲ့လည်းနှီးမယ် အိမ်နှစ်ထပ်ခွဲအိမ်ခန်းများများနဲ့ဟိုမှာကျွန်တော်မိတ်ဆွေတွေကိုဒါကျွန်တော်တို့ရောင်းချပေးမဲ့ဈေးနှုန်းကလည်းဒါ7သိန်း6500ကိုဒါကျွန်တော်တို့ဒါပိုင်ရှင်နဲ့ဓာတ်ရိုက်ညှိနှိုင်းရောင်းချပေးမှာဖြစ်လို့ဒီလိုမျိုးအိမ်ကြီးတွေကိုကျွန်တော်မိတ်ဆွေတွေစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39ကို0905 2924ကိုဆက်သွယ်နိုင်တယ်လို့6865 6648ကိုလည်းအမြန်ဆုံးဆက်သွယ်ပေးဖို့ဖိတ်ခေါ်ပါရခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ